မင်္ဂလာပါရှင် Emily Pocket ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Emily ကကိုယ်ဝန်ဖြစ်ကြတာရင်းနဲ့ပတ်သက်ပြီးတော့လာမိထားတဲ့မိကုံတွေရှိရပေါ့နော်အဲ့ဒီမိကုံတွေနဲ့ပတ်သက်ပြီးတော့ပြပြစစုံနေဖြေသွားပြီးမှဖြစ်ပါတယ်ရှင်လာမိထားတဲ့မိကုံတွေကတော့ပြီးခဲ့တဲ့ရက်တွေတုန်းကစီးစစ်ကြီးရောနှစ်ချောင်းပုံနေတယ်တေချာအောင်ဆရာမနဲ့ပြပြီးရောစစ်ကြီးရောလည်းကိုယ်ဝန်ရှိနေတယ်ပြောတယ် ဒါပေမဲ့ဒီရက်ပိုင်းနေမှာဝင်ပိုက်အောင်နာကနေပြီးတော့ခဏခဏနာနေတယ်။သွေးတွေလည်းဆင်းနေတယ်။ကိုဝင်ရှိနေချိန်သွေးဆင်းတာပါဖြစ်လို့ပါလေ။ကိုဝင်ပြက်ကြတာများလား။အစားရှိတဲ့ဖြစ်ပေါ်တော့လာမိထားကြတာတွေကိုတွေ့ရပါတယ်။အမျိုးသမီးတွေကိုဝင်ဆောင်နေရင်းနဲ့ကိုဝင်ပြက်ကြတယ်ဆိုတာပေါ့နော်။သူအများတွေးထင်ထားတာထက်ကိုပိုပြီးတော့များပါတယ်။ တချို့တွေမှာဆိုရင်ကိုယ်ဝန်ပြတ်ကျတဲ့လက္ခဏာတွေပြနေပြီမယ်ကိုယ်ဝန်ပြတ်ကျမယ်မသိတဲ့အတွက်ကြောင့်ပေါ့နော်စိတ်ယုံစိတ်ခံအယောင်နောက်ကျပြီးတော့မလူလားအပ်တဲ့နောက်ဆက်တွဲဆိုကြတွေခံစားရပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှာတော့အမေရိကကိုယ်ဝန်ပြတ်ကျတယ်ဆိုတာပေါ့ကိုပြောတာလေလက္ခဏာတွေကပါတယ်လေမဖြစ်အောင်ပါတယ်စင်ချင်ရမှာလဲဆိုတာ ਈ နဲ့ပတ်သက်ပြီးတော့တိချာလီပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုယ်ဝန်ပြတ်ကျခြင်းမို့နော် မစ်ကယ်ရီဆိုရာကကိုယ်ဝန်ဆောင်နေစဉ်23ဗတ်မပြည့်မီမှာကိုယ်ဝန်ပြတ်ချသွားခြင်းဖြစ်ပါတယ်။တွေးရတဲ့လက္ခဏာတွေကတော့မိမကူကနေပြီးတော့သွေးဆင်းတာနဲ့ဝမ်းပိုက်အောက်နာကနေပြီးတော့ဆွဲဆုပ်ထားသလိုနာကျင်နေခြင်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်မိမကူကနေပြီးတော့သွေးဆင်းနေဆိုရင်ဤဆက်ရကျန်းမာရေးဌာနကိုပြသတဲ့နေပေါ့နော်။ဒါပေမဲ့ ကိုဝန်ဆောင်နေစဉ်ပထမ၃ဘက်အတွင်းမှာတော့မိမကိုကနေပြီးတော့သွေးအနှဲငယ်စင်းတာတွေကတော့အဖြစ်များပြီးတော့အဲ့ဒီလုံသွေးစင်းနိုင်လေကိုဝန်ပြတ်ကြတာမျိုးမဟုတ်ဘူးပေါ့နော်ကြောကိုဝင်ပြကြတာရဲ့အကြောင်းရင်းတွေများစွာရှိပေမဲ့လည်းအများအားဖြင့်တေချာတဲ့အကြောင်းရင်းတွေကိုမသိရှိရဘူးပေါ့နော်အများစုကတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကြောင့်ဖြစ်ပေါ်တာတော့မဟုတ်ပါဘူး အများအားဖြင့်ကိုယ်ဝန်ပြတ်ကြတာကခလေးရဲ့ပုံမှန်မဟုတ်တဲ့ခရိုမိုဆုံး၆ဖြစ်တဲ့ပေါ့နော်ခရိုမိုဆုံးဆိုတာကမျိုးရိုးပြီးစားဆိုင်ရာဖြစ်ပြီးတော့ခလေးရဲ့ကြီးထွားဖွဖြူမှုအတွက်အရေးကြီးတဲ့အရာလည်းဖြစ်ပါတယ်။အဲ့ဒီခရိုမိုဆုံးတွေကပုံမှန်မဟုတ်ဘူးဆိုလို့ရှိရင်ခလေးကလည်းပုံမှန်ကြီးထွားမှုမရှိဘူးပေါ့နော်။အများအားဖြင့်ကိုယ်ဝန်ပြတ်ကြတာကတစ်ချိန်တော့ဖြစ်စဉ်ဖြစ်ပြီးတော့ အဲ့ဒီကိုဝင်ပြတ်ချပြီးတဲ့အမျိုးသမီးကနောက်ပိုင်းမှာအအောင်မြင်မြင်ပဲကိုဝင်ပြန်ဆောင်နိုင်နေပေါ့နော်တော့ကိုဝင်ပြတ်ချတာကိုကာကွယ်လို့ရလားဆိုရင်တော့ကာကွယ်လို့မရပါဘူးဒါပေမဲ့ကိုဝင်ပြတ်ချနိုင်ချေရှိတဲ့အန္တရာယ်တွေကိုပေါ့နော်အောက်ကအချက်တွေကတော့ရှော့ချပေးနိုင်ပါတယ်အဲ့ဒီအချက်တွေကတော့ကိုဝင်ဆောင်နေချိန်မှာစိလိတ်တပ်တာအရက်တောက်တာနဲ့မူးယစ်တွေဝါတုံးဆွဲတာတွေကိုရှောင်ကြဉ်ရပါမယ် နောက်တစ်ခါကိုကမဆောင်မီတင်းတင်းလျှောက်ပတ်တဲ့ကိုအလေးချိန်ရှိရှိအောင်ပေါ့နော်နေထိုင်ရမယ်။ကျန်းမာပြီးတော့အာဟာရမျှတတဲ့စားတောက်ခြင်းတွေနဲ့ယောဂပိုးကုသခံရမှုမရှိအောင်နေထိုင်တာမျိုးတွေလုပ်သင့်တယ်ပေါ့နော်။ဆိုကိုကပြတ်ကြတယ်လို့ယူဆတယ်ဆိုလို့ရှိရင်ပေါ့နော်။စီယုံစီခန့်တွေကိုစမ်းတပ်ဖို့အတွက်တွားရောက်ရမှာဖြစ်ပါတယ်။ များသောအားဖြင့်အာထရာဆောင်းရိုက်ပြီးတော့ကိုယ်ဝန်ပြတ်ကျတာဟုတ်မဟုတ်ကိုပေါ့နော်သိချာသိရှိနိုင်ပါတယ်။အများအားဖြင့်ကိုယ်ဝန်ဆောင်တ िश्यू အကျဉ်းချက်တွေကတစ်ပတ်ကနေပြီးတော့နှစ်ပတ်အတွင်းမှာတဘာဝအတိုင်းပဲမိမကူကနေပြီးတော့ဆင်းလာတတ်ပါတယ်။အခါတလေကိုယ်ဝန်ဆောင်တ िश्यू အကျဉ်းချက်တွေဆင်းလာစေဖို့အတွက်ပေါ့နော်ဆေးအကူအညီသုံးဖို့လိုအပ်တာဒီခွဲစိတ်ကူတာဖို့အတွက်လိုအပ်တာဒီရှိနိုင်ပါတယ်။ ဆိုအကုန်လုံးပြတ်ကျပြီးတဲ့နောက်ပေါ့နော်အာနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောခိခိုက်မှုတွေကိုပေါ့နော်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့ရလေးရှိပါတယ်ဝမ်းနေတာတုန်လှတာထိတ်လန့်တာတွေနဲ့ဒေါသဖြစ်တာတွေကိုပေါ့နော်ခံစားရနိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့အပြည့်အဝထောက်ပတ်ပေးနိုင်တဲ့ပုံဝင်ခြင်းတွေမှာနေထိုင်မှုအတွက်အကြံပြုလိုပါတယ်။ သိခံစားချက်တွေတည်ငြိမ်လာပြီးတော့စိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာရောအဆင်သင့်ဖြစ်ပြီးဆိုမှနောက်ထပ်ကုမှုရယူဖို့အတွက်ပြန်လည်စူးစမ်းနိုင်ပါတယ်။အများအားဖြင့်ကုဝင်ပြတ်ကျတာကတစ်ချိန်တော့ဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့ကုဝင်ပြတ်ချပြီးတဲ့အမျိုးသမီးကနောက်ပိုင်းမှာအောင်အောင်မြင်မြင်ပဲကုဝင်ပြန်ဆောင်နိုင်နေဆိုတာကိုသိရှိထားဖို့အတွက်အရင်အရေးကြီးပါတယ်။ဆိုတော့ ွန်ဖြစ်ကြတာကပေါ့နော်အဖြစ်များသလားဆိုရင်တော့လူအများစုထင်တာတစ်ခုပို့ပြီးတော့များပြပါတယ်ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဉ်၈ခုမှာဆိုရင်တစ်ခုကကိုယ်ဝန်ပြတ်ချနိုင်တယ်လို့စစ်တမ်းတွေကလည်းဆိုပါတယ်ကိုယ်ဝန်ပြတ်ကြတာအများစုကပေါ့နော်ကိုယ်ဝန်ရှိတာကိုမတိခင်မှာပဲဖြစ်ပေါ်သွားလိမ့်ရှိပါတယ်နောက်တစ်ခါကိုယ်ဝန်ပြတ်ကြတာပေါ့နော်၃ချိန်ဒါမှမဟုတ်လို့ရှင် ထက်ခါတလဲလဲကိုဝင်ပြတ်ကြတာပေါ့နော်ဆိုတော့ recurrent miscarriage လို့ခေါ်ရပေါ့နော်အဲ့လိုထက်တလဲလဲကိုဝင်ပြတ်ကြခြင်းတွေကတော့ရှားပါပြီးတော့အမျိုးသမီးတရာမှာတယောက်ခန့်သာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒါဆိုရင်တော့ကိုဝင်ပြတ်ကြတာ ਨੇ ပတ်သက်ပြီးရောတည်သွားကြလိမ့်မယ်လို့အမေရိကယုံကြည်ပါတယ်ရှင်နောက်ပတ်ဒီမှာလဲဘဟုတုတရာရာကျမရဲ့အသိပညာပေးစာတွေတင်ဆက်ပေးသွားမှာဖြစ်လို့ page ကိုလိုက်လုပ်ဖာပေးကြပါဦးเนาะနားထောင်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်